ထိုမင်းကလေးကလည်းပြန်လည်အစီပြေလာခဲ့ပြီးလမ်းနင်းကလည်းထိုမင်းကလေးရဲ့အကြောင်းကိုသာလိုက်မင်းနေခဲ့ပေမဲ့မပြောပြချင်တဲ့ထိုမင်းကလေးကတော့ "तू ကတာမန်လူတယောက်သာဖြစ်ကြည့်ခဲ့ပြီ။ဒါပေမဲ့အခုချိန်မှာတော့ तू ရဲ့နောင်မီကိုသာမင်းနေပြီလို့ဆေးပြပါပဲ။အဲအကြောင်းပဲအဲ့ဒီကြီးကိုသာယူပိနိုင်မယ်ဆိုရင် तू ရဲ့မညံတွေအပြည့် तू ဖြစ်ရှင်နေတဲ့တာမန်လူတယောက်လို့ပါဖြစ်နိုင်တယ်လို့ဆေးပြပါပဲ။အဲအကြောင်းလမ်းနင်းကလည်းခေါ်စရာနောင်မယ်တော့လို့တဲ့အတွက်ဇီယိုဆွာအစီတဲ့သူကမကောင်းဆိုးဝါးဖြစ်တာမလို့မိစ္ဆာမလေးလို့သာခေါ်မယ်လို့ပြောလိုက်ပါပဲ။ပြောပြောဆိုဆိုနဲ့ထွေးပေါတစ်ခုကိုလည်းစောက်တွေးသွားခဲ့ပြီ။ဒါပေမဲ့အဲ့ဒီကြောက်တုပ်ကိုတော့ဘယ်လိုဖယ်ရမလဲဆိုတာကိုကြာတော့မသိဖြစ်နေခဲ့ ရကအဲ့ဒီချိန်လမ်းနေကြောက်ပဲကြောက်တုံးထောက်ထားတဲ့တိတ်ကိုင်းလေးဟာလည်းကျိုးသွားခဲ့ပါတယ်။တဖက်မှာတော့တူတူကိုကွဲနေတဲ့ကြောက်တုံးဟာလည်းပြိုကျလာခဲ့တဲ့အတွက်အကုတ်ပြီးနေခဲ့ရပြီးလမ်းနေကြောက်ကိုလည်းမြေလိုက်တဲ့အခါဖားလိုက်ကြပါတယ်။တယောက်ကလည်းမြေလုံးပြတ်မိပြီးကတဲ့ကအကြအယုံမကောက်တော့တဲ့အပြင်နောက်တယောက်ကလည်းစွမ်းအားနည်းပါကုန်နေခဲ့တာဖြစ်လို့အခေသွင်းနေခဲ့ကြပြီးနုနဲ့စုခေါဆောက်ကပဲတူတူကိုကွဲနေတဲ့အရာကိုဖြည့်ဆည်းခဲ့တဲ့အတွက်ရိပ်ပူစော်ဖို့သာဆုံးဖြတ်လိုက်ကြပါတယ်။အကြောင်းရင်းကတော့မိစတွေကရွာသီးသီးကိုတောင်းချမ်းနေခဲ့ကြတာမလို့အောက်ကိုစရာဖြစ်တဲ့တူတူကိုကွဲနေတဲ့ရုပ်ထုကိုမှဖြည့်ဆည်းခဲ့ကြတဲ့အတွက်အဲဒါကြောင့်ရိပ်ပူ ူဇော်ဖို့သာလုံနေကြတာလည်းဖြစ်ပါရဲ့အဲ့ဒီချိန်လမ်းနေကလည်းသူကွာကွယ်ပေးမယ်လို့ပြောလိုက်ပြီးသူကစားလန့်လို့ပြောလိုက်ကသူလည်းရဲ့အမတ်သားကိုပါပြလိုက်ပါရဲ့လမ်းနေရဲ့စကားကိုရွာသူရွာသားအားလုံးကလည်းရုပ်သွားခဲ့ကြတာဖြစ်လို့တိတ်တိတ်ပြဖို့အတွက်ပျောက်ဆုံးနေတာကြောင့်ဖြစ်တဲ့လေတိုင်းပညာကိုပြမယ်လို့ပြောလိုက်ပါရဲ့သူရဲ့တိုင်းပညာကြောင့်လည်းမပြခဲ့ထုံးစံတိုက်ကြောလုံးလေးထုံးနေခဲ့ပြီးအစိမ့်နဲ့ထိုးလိုက်ပြီးမှဘာတဲရောက်မှုမှမရှိတာမလို့ကြောက်ကြီးနေကြတဲ့ရွာသူရွာသားတွေကိုလည်းသူကလေကိုရမ်းလိုက်တာလို့ဆိုကကြေးကြလိုက်ပါရဲ့သူပြောသမျှကိုရွာသူရွာသားအားလုံးကလည်းယုံကြည်နေခဲ့ကြပြီးဒါပေမဲ့ရည်ပူဇော်ဖို့အတွက်ကြံနေတဲ့ထုံးမိ ကလေးကိုသာဆုပ်ဖြတ်လိုက်ကြပေမဲ့အဲဒါကိုကြားသွားတဲ့လမ်းနေကလည်းသူ့ရဲ့မိမဖြစ်တာမလို့သူသူစီးနေမှရမယ်လို့ပြောလိုက်ပါတယ်။အဲအကြောင်ပဲမျိုးနဲ့စုခေါဆောက်ကလည်းအတိတ်ပဲမားကောင်းမိသွားခဲ့ပြီးနေအောင်စလုံးကိုရေးပူစော်ဖို့တွေပြေးလိုက်ကြကခဏနေတော့တဲရွေးတွေဟာလည်းပြူကျလာခဲ့ပါတယ်။တကယ်တော့ရေးပူစော်တဲ့နီလာကအပြစ်သားလေးကောက်လောက်ကရေထဲမှာဝင်နေကတောက်ပရရတာဖြစ်တဲ့ရိုးစေးတဲ့နီလာတခုဖြစ်ပြီးအဲ့ဒီနေရာမှာလည်းမျိုးနဲ့စုခေါဆောက်ပါဝဲတရွာလောက်ကဝါဖူးခွေဆိုတဲ့နောင်မီတွေဖြစ်ကြပါတယ်။ထိုမိန်းကလေးကအနာယူဖို့အတွက်တဲခိုးစရာနှက်ခံပြေးစေခါလိုက်တော့အလိုက်မသိတဲ့မျိုးနဲ့စုခေါဆောက်ကလည်းလက်မရသေးဖြစ်နေပြီလို့ဆို ုကတခမ်းတည်းသာပြေးစိပိတ်လိုက်ကြပါပဲမာတဲကနေအခြေအနေကိုမင်းနေတဲ့သူရဲ့တခေကိုသူ့ကိုဂတိပေးထားတဲ့အကြောင်းကိုသာအရေးပြန်မင်းနေခဲ့ပြီဂျီကိုလည်းရနိုင်တော့မှဖြစ်တယ်လို့အကြောင်းကိုဆေးပြနေခဲ့ကအဲ့ဒီချိန်ထမင်းစားဖို့လောက်ခေါ်တဲ့လမ်းနေရဲ့အသားကြောင့်အဆိပ်သွဲပြတ်သွားခဲ့ပါတယ်တဖိမှတော့အတုံးမကြဘူးလို့ဆိုကပြောနေခဲ့ပြီးအလွန်အင်မတန်မှကြီးမာတဲ့တတ္တဝါတကာကိုလည်းငွေမြူနေခဲ့ပါတယ်လမ်းနေတယောက်စာပေကတဲ့ကဝါသွားနေတဲ့အတွက်ထူးဆန်းနေခဲ့ပြီးသူ့ရဲ့ဘိုင်းမှာလည်းဂျီခံနေတဲ့အတွက်ဘာတစ်ခုမှမထွက်လာပဲဖြစ်နေခဲ့ရပါတယ်ပျော်ပျော်ဆူဆူနဲ့ပဲဒုတိယကြီးဝါသွားချိန်တဲ့အတွက်အိသာတိတ်ဖို့လုံနေချိန်အိသာတိတ်တဲ့သူတွေကတားဆီး ီးနေကြပြီဖြစ်တာမလို့တော်မေကြည့်တဲ့အခါရွာမှာအိသာတလုံးသားစီးတယ်လို့ဆေပြပါရတယ်။သူ့အမေမေးချက်ကိုမသွေးခဲ့အစိမ့်မိပြီးတိမ်မယ်လို့ထင်နေတဲ့လမ်းနေကိုလည်းဂျေထွင်းလာအောင်သူကလည်းဝေါ်နောက်စီးတဲ့ထဲခဲတာလို့အပိနေခဲ့ပါရတယ်။လမ်းနေရဲ့အမသားကစားလမ်းမဟုတ်ဘူးလို့ပြောနေတော့လမ်းနေစီကနေလည်းသူ့အဖေပေးခဲ့တဲ့ပါကာတစ်ခုကချွဲလာခဲ့တော့သူမင်းကလေးအသွေးကရင်းနှီးနေခဲ့ပြီးလမ်းနေကတော့သူ့ရဲ့ဘိုးဘပိုင်နောက်ဆုံးပစ္စည်းတစ်ခုဖြစ်တာမလို့ပြတ်တောင်းနေခဲ့ပါရတယ်။ငငငကဗျာဦးလူမိုက်တွေအနိုင်ကျေးတောင်ကိုခံနေရတဲ့လမ်းနေအသွေးမိကလေးတယောက်ကဗျာဦးလူမိုက်တွေကိုဆုံးမပေးနေခဲ့ပြီးအမြင်အာရုံမရှိတဲ့လမ်းနေကတော့ဗျာဦးလူမိုက် တွေကိုကူညီပေးဖို့လုံနေခဲ့ကအတန်ကြောင်ရမိပန်းကိုသာကင်ထားခဲ့တဲ့အတွက်လင်းမဒဏ်ရာရခဲ့တာလည်းဖြစ်ပါတယ်။အဲအကြောင်ပဲသူ့အဖေကလည်းလမ်းနေဖြစ်သူကိုလူကယ်တင်ပေးတာကကောင်းတဲ့အရာဖြစ်ပြီးငိုနေတဲ့သူ့ရဲ့သားကိုချော်ဖို့အတွက်အဲဒါကစားလန့်အမှန်တရားတစ်ခုဖြစ်တယ်လို့ပြောလိုက်တော့လမ်းနေကတော့အမှန်လို့ထည့်သွားခဲ့ပါတယ်။ကိုဘသာစားလန့်လုခိုက်ယူထားပေမဲ့ကိုအမေကတော့မကယ်တင်နိုင်ခဲ့တဲ့အတွက်လမ်းနေတယောက်နားလက်သွားခဲ့ပြီးပြောပြောဆိုဆိုနဲ့ပဲသူ့ရဲ့ဘဝပိုက်ပစ္စည်းလေးဟာလည်းကျိုးသွားခဲ့ပါတယ်။အချိန်ကြာလာခဲ့တော့မြို့နယ်စုခေါင်းဆောင်စီမှလည်းလမ်းနေရဲ့ဘက်ရဲ့အကြောင်းကိုမေးနေခဲ့ပြီးအဲ့ဒီချိန်စကားဆမ်းမေးရကနေဂျင်းရဲ့အကြောင်းကိုဆေးပြ ဖို့အတွက်ခေါ်သွားခဲ့ပါတယ်။လောက်ခဲတဲ့73နေခန့်ကဝါဖူးဝေးဆိုတဲ့သူနဲ့နောက်ထပ်ဝါဖူးဝေးနေအောင်ကဈေးပေးတွေစားဖို့အတွက်လောက်ခဲ့ကြပေမဲ့ဂူတခုရဲ့အထဲကိုပြုတ်ကျသွားခဲ့ပြီ။အဲ့ဒီဂူထဲမှာရှိတဲ့ချိန်ပိမိဆာကိုလည်းသူ့ရဲ့အမားတခုကြောင့်လည်းလော်သွားခဲ့ကအဲ့ဒီမိဆာကလည်းသူ့ရဲ့ခံဆောင်ကိုထဲကိုဝေသွားခဲ့ပါတယ်။အဲအကြောင်းပဲသူ့ရဲ့အပေါပါတွေကိုပါပြန်ဆောင်ပြီးတော့မှအချိန်မှာသူ့ရဲ့ကောက်တယောက်ရောက်လာခဲ့ပြီးသူ့ကိုထဲကမိဆာကိုလည်းဂျင်းနဲ့ချိန်ပိလိုက်ကအဲ့ဒီလူကလည်းတိစုပ်သွားခဲ့တယ်လို့ဆစ်ပြပါတယ်။အစားနာမသွေးသောတဲ့သူလူကြောင့်သူတို့ရဲ့ရွာမှာလည်းကိုကိုွဲစရာလူတယောက်အနေနဲ့လှုပ်ထားခဲ့ပြီးအဲ့ဒီကိုကိုွဲစရာကလည်းလမ်းနေတို့ကြောင့်ပ ီစီးသွားခဲ့တာလို့ပြောပြပါရတယ်။အဲအကြောင်းပဲလမ်းနေရဲ့ bike ထဲမှာမကောင်းဆိုးဝါးစီးတဲ့ဆိုတာကိုတီးသွားခဲ့ပြီ။အဲဒီကြေကြောင်းပဲသူရဲ့မျက်စိဟာလည်းပြန်ကောင်းလာခဲ့တာဖြစ်လို့တာမန်လူတယောက်လိုဖြစ်ချင်နေတဲ့ထိုမင်းကလေးကအဲအကြောင်းဂျီဟိုစာနေတာလို့ထင်သွားခဲ့ပါရတယ်။ထိုမင်းကလေးကတော့သူလိုချင်နေတဲ့လော်လာတဲ့ဘဝမှန်ကိုသာရရှိမယ်ဆိုရင်သူသေချာပေါက်ပေးမယ်လို့ပြောလိုက်ပြီ သူကလည်းအကန့်ဘွားနဲ့ပဲနေသားကြားနေပြီလို့ပြောလိုက်တော့အဲအကြောင်တိတ်ဆိတ်သွားတဲ့ထိုးမေကလေးကတော့နေသားမမနဲ့သာပြတ်ပြောသွားခဲ့ပါပဲတဖင်းမှာတော့လမ်းနေတွေအိသားကိုဝိုင်းဆောက်ပေးနေခဲ့ကြပြီလမ်းနေရဲ့ဘိုက်ကလည်းတေးသေးတေးပူပူကြီးလာခဲ့တာဖြစ်လို့ထိုးမေကလေးကပဲလမ်းနေကိုပြုစုပေးနေခဲ့ရပါတယ်တခြားဇနီးမောင်နှံတွေလိုလမ်းနေကိုလည်းလှုပ်ပေးနေခဲ့ပြီပူကြီးလာတဲ့လမ်းနေရဲ့ဘိုက်အတွက်တေချာခရူးဆိုင်ပေးနေခဲ့ကလမ်းမှာလည်းအလားပြင်းနေကြတဲ့မေကလေးချိုးကိုတွေ့တဲ့အခါသူ့ရဲ့လူသားဆက်ဆက်ခန်းစားချက်တွေဟာလည်းပြန်ရလာခဲ့ပါတယ်သဘောကျစွာနဲ့ကြီးနေတဲ့လေကောက်ကိုလမ်းနေကလည်းဝယ်လာလိုက်ကနောက်နေမနေမှာတော့သူတို့ လုတ်ခိုက်တဲ့နီလာတွေကအတုံးမဝဲတော့တဲ့အတွက်ဖောက်ခွဲမှာရနိုင်တော့မယ်လို့ပြောနေတဲ့မျိုးနဲ့စုခေါဆောင်စီကနေထိုမိန်ကလေးကလည်းလမ်းနေကိုခေါ်ထုတ်လောက်ခဲ့ပါတယ်။နေအောင်သားကလည်းမထုတ်ပြကြပြီမဲ့တိုင်ဝန်စစ်စီလာကြပြီမို့သူသာမြေလုတ်ပြက်ကဲသွားမယ်ဆိုရင်ထိုမိန်ကလေးကိုထပ်သွင်းနိုင်အောင်မလားလို့ပြောလိုက်တဲ့အခါကောင်းနေတဲ့မြေလုတ်ကပြက်ကမ်းမှမဟုတ်ဘူးအကဲကောက်လို့သာပြောလိုက်ပါတယ်။ပြောပြောဆွဆွနဲ့ဝါသွားချိလာတဲ့လမ်းနေကြအိတ်သားကောင်အမျက်ပြေးလာခဲ့ကြပြီနောက်ဆုံးမှတော့စိတ်မုန်နေတဲ့ထိုမိန်ကလေးစီရစီကိုတွာလာခဲ့ကသူသဘောကျရတဲ့လက်ကောက်ကိုအရေးပေးလိုက်ပါတယ်။အဲ့ဒီချိန်ဂျီကိုသာတောင်းနေတဲ့ထိုမိန်ကလေးကိုပေးလိုက်တော့ရွေးချယ်စရာနှခုဖြင်းနေတဲ့ထိုမိန် းကလေးကလက်ကောက်ကိုသာအေးရွေးထည့်လိုက်ကဂျီကိုတော့လမ်းနင်းကိုခဏတိတ်ထားခိုင်းလိုက်ပါ။ဒီနေ့မှနေထိုမင်းကလေးရဲ့ပထမဆုံးအပြုတ်ကိုပါမြင်လိုက်ရပြီ။ထိုမင်းကလေးကလည်းလမ်းနင်းရဲ့မိကိုဆောက်ရအောင်မယ်ဆိုတဲ့အကြောင်းပြချင်းနဲ့ဂျီကိုတိတ်ထားခိုင်းလိုက်ပါ။အဲ့ဒီချိန်ပေါက်ကွဲမှုတစ်ခုလည်းကြားလိုက်တော့လမ်းနင်းတို့ကလည်းရောက်လာခဲ့ကြပြီ။ဒီရွာကိုလည်းတတဝကြီးတွေကရောက်လာခဲ့ကြပြီဖြစ်တဲ့အတွက်လမ်းမှာတွေးနေတဲ့ကလေးကိုပဲအေးကက်လိုက်ကြကအဲ့ဒီချိန်ထိုမင်းကလေးရဲ့တခေကြီးကလည်းရောက်လာခဲ့ပါ။သူတခေကြီးကလည်းရောက်လာခဲ့တော့လမ်းနင်းစီကနေဂျီကိုယူလိုက်ကသူလောက်ခဲ့တဲ့အရာအလုံးကဂျီလိုချေတဲ့အတွက်လိတ်ခဲတော့လို့ဆိုကလမ်းနင်းကိုလည်းဒီနေရာကနေထွေသွားဖို့ပြောလိုက်ပြီ။ အဲ့ဒီချိန်အနောက်ကနေရောက်လာတဲ့တတဝါကြောင့်ကောက်ွယ်ဝေးဖို့အတွက်ပြင်းနေတဲ့ထိုးမေးကလေးကိုလည်းတတိမင်းအောင်လှုပ်လိုက်ကလမ်းနေတယောက်လည်းပြင်းနေခဲ့ရပါတယ်။အစားခံရတော့မယ့်အချိန်မှာနောက်ထပ်တတဝါတကောင်ဟာလည်းရောက်လာခဲ့ကအကြောင်းရင်းမရှိအခြေခြေတိုက်ခိုက်နေခဲ့ကြပြီးဂျီကလည်းနက်ကောက်လို့ပြတ်သိမ်းလိုက်ပါတယ်။အဲ့ဒီချိန်ဇာလန်တွေကလည်းရောက်လာခဲ့ကြပြီးတိုက်ခိုက်ဖို့လှုပ်ပေးမယ်။အင်အားအများကွာချတဲ့အတွက်တချိန်တည်းနဲ့လွတ်သွားခဲ့ကြပြီးဂျီကလည်းဂျေရပြီဖြစ်တဲ့အတွက်ပြတ်ဆုပ်သွားခဲ့ပါတယ်။အဲအကြောင်းလမ်းနေကလည်းရွာသူရွာသားတွေကသူကဇာလန်မဟုတ်ဘူးဆိုတာကိုအကြောက်ဆေးပြကပြန်လည်းတောင်းပန်နေခဲ့ပြီးမျိုးနဲ့စုခေါဆောက်ကလည်းဒေါသထွေးနေခဲ့ပြီးမယ်။တာမန်လူတယောက်က ကလေးတယောက်ကိုကယ်တင်ပေးခဲ့တဲ့အတွက်သူတို့ကလည်းတာမန်လူတွေဖြိတ်တာမလို့အမြဲကြောင်းနေလို့မရဘူးဆိုတာကိုနားလည်သွားခဲ့ကြပါပဲ။အဲအကြောင်းလန်းနေကလည်းအရာအားလုံးကိုနားလည်ဖို့အတွက်သူရဲ့ပါထမဆုံးချစ်လန်းနေတဲ့မိစ္ဆာမလေးစီယာစီကိုသူရဲ့အကြအယုတ်ကိုတုပ်ပြူကစောက်ခွေးလိုက်ပြီးတဖက်မှာတော့သူတို့ရဲ့ပေးယူရာသူရဲ့မညံ့တဲ့တာမန်လူအဖြစ်ပြပေးဖို့အတွက်ပြောနေခဲ့ပေမဲ့မသိတဲ့လို့ဟာဆောင်နေတဲ့ဂျီကတော့အဲ့ဒီနီလာကတေးရီပြောက်ွက်သွားလိမ့်မယ်လို့တော့ပြောလိုက်ပါပဲ။အဲအကြောင်းပဲထိုမင်းကလေးကလည်းတိုက်ခိုက်ဖို့လုပ်ပြီးမှထိချုပ်ထားတဲ့ဇီယိုဆွာအကြောင်းဘာတစ်ခုမှမလုံနိုင်ဖြစ်နေခဲ့ရပြီ။အဲ့ဒီဂျီထဲမှာလည်းအလွန်အင်မတန်မှဆွာအကြီးမှတဲ့ဆေးအောင် တတဝတောက်တိစီးတယ်လို့ပြောလိုက်ပါတကယ်တော့ဂျီကဆေးဟောက်တတဝလေးကောက်ထဲကတောက်တိဆိုတဲ့တတဝကိုလော်ပေးကစားလမ်းတွေကိုတပ်ပြီးလူသားရဲ့နေထိုင်တဲ့ကဘာကြီးကိုအုပ်ချုပ်ချင်နေတာလည်းဖြစ်ပါတယ်